ရုပ်နဲ့အမေရိကန်ဂွန်တွဲစစ်ပွဲကအခုကျွန်တော်တို့ခံမှန်းထားတဲ့ကိစ္စနဲ့ပုံမှန်ပြီးတော့ကြီးကျယ်လာပြီပိုပြီးတော့လည်းပြင်းထန်လာပြီအဲဒီကလက်ရှိအမေရိကန်ဂွန်တွဲမှုပေါ်မှာတုံ့ပြန်တဲ့အနေနဲ့125ရာခိုင်နှုန်းစီးချက်ကိုတုံ့ပြန်ကောက်ခံတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့တမနာထရန့်မကျေနပ်တဲ့အတွက်ကြောင့်မလို့245ရာခိုင်နှုန်းထပ်မံပြီးတော့တုံ့ပြန်ကောက်ခံတယ် လက်ရှိချိန်မှာဆိုလို့ရှိရင်တရုတ်ပိုင်ဟောင်ကောင်ဒေတာနေပြီးတော့အမေရိကနေလာတဲ့ delivery ပစ္စည်းမှန်သမျှကိုဘယ်နေရာမှမပို့ပေးတော့ဘူးဆိုပြီးတော့ဒါ suspend သူတို့ရပ်တားလိုက်ပြီတရုတ်ပြည်မှာကြီးကနေပြီးတော့လက်ရှိ American ကထုတ်တဲ့ Boeing လေကြောင်းလိုင်းကထုတ်တဲ့မြလေနဲ့ပတ်သက်တဲ့ပစ္စည်းတွေဘာမှကိုသူတို့အဝယ်မလုပ်တော့ဘဲနဲ့ရပ်တားလိုက်ပါပြီဒီတဲ့အစိုးဆုံးကိစ္စတစ်ခုကတော့လက်ရှိ American ခံစားမှာပါလဲဆိုလို့ရှိရင် America ကိုတင်ပို့တဲ့မြ Rare Art ကိုအခုတရုတ်ကနေပြီးတော့ကန့်တက်လိုက်ပါပြီရပ်တားလိုက်ပါပြီ ။ဒါမဲ့အနာဂတ်မှာ rare art တွေမရတော့လို့ရှိရင် American နီးပညာကုမ္ပဏီတွေစစ်ဖက်ဆိုင်ရာတွေအရက်ဖက်ဆိုင်ရာတွေတော်တော်များအခက်အခဲဖြစ်လာပါလိမ့်မယ်။အခုလိုမျိုးသားတယောက်နဲ့တယောက်အခွန်တွေပြန်လည်စီးချက်ပြီးတော့မြင့်နေနေမယ်ဆိုလို့ရှိရင်တော့လာမယ့်အနာဂတ်မှာကဘာကြီးရဲ့ distribution နဲ့ supply chain ကိုကြီးကြီးကျယ်ကျယ်ထိခိုက်လာဖို့ရှိပါတယ်။လက်ရှိအမေရိကန်မှာဆိုလို့ရှိရင်သွေးငုံတွေအတွက်ကုန်ကျစရိတ်ပုံပုံမြင့်တက်လာတဲ့အတွက်ကြောင့်မလို့ဝန်ထမ်းအင်အား short ကြဖို့အခြေအနေတွေစိုက်လာပါပြီတဲ့။ရုပ်နိုင်ငံမှာဆိုလို့ရှိရင်လည်းလက်ရှိနိုင်ငံသားဝယ်လိုအားတွေကျဆင်းလာတဲ့အတွက်ကြောင့်မလို့သူတို့ရဲ့စက်ယုံအလုံးယုံတွေအချို့ data တွေမှာပိတ်သိမ်းပြန်နာဖို့အတွက်အခြေအနေကိန်းစိုက်နေပါတယ်။ဒါတွေမကသေးပါဘူး။ရုပ်နိုင်ငံကျွန်တော်ရှိရပြောခဲ့တဲ့အတိုင်းအမေရိကန်ရဲ့သွေးငုံကုန်တိုးမြင့်ကောက်ခံတာပေါ်သူတို့ဘက်ကနေအဖက်ဖက်ကတံပြန်တုံ့ပြန်ရုံမကသေးပဲနဲ့ ကမ္ဘာရဲ့အသေးနှလုံးရုပ်ရှင်လောကရဲ့အကြီးဆုံးဖြစ်တဲ့ Hollywood movie တွေပြသခွင့်ကိုပါတရုတ်နိုင်ငံမှာကန့်သက်ပိတ်ပင်လိုက်ပါပြီတဲ့ဒီကိစ္စပေါ်သေးသေးမဟုတ်ဘူးเนาะလက်ရှိ American နိုင်ငံမှာတရုတ်နိုင်ငံက list လုပ်ထားတဲ့ stocks တွေကိုသူတို့နိုင်ငံ stock exchange ကနေဖြုတ်ချဖို့အတွက်ပြင်ဆင်နေပါတယ်တဲ့စီးပွားရေးပညာရှင်တွေကတော့အခုလိုမျိုး American ရဲ့လုံဆောင်ချက်တွေကြောင့်အနာဂတ်မှာတရုတ်ရဲ့စီးပွားရေးနှိမ့်ရာခိုင်နှုန်းထိကျဆင်းလာနိုင်ွယ်ရှိရဲလို့ ုံးသက်ခံမှန်းနေကြပါတယ်။တစ်ဆက်တည်းမှာပဲဒီလိုမျိုးစီးပွားရေးတိုက်ခိုက်တဲ့ trade war လုံဆောင်ချက်တွေကြောင့်အမေရိကန်ကိုယ်နိုင်ကလည်းတံပြန်ခံစားရလာနိုင်ပွဲရှိပါတယ်လို့စီးပွားရေးပညာရှင်တွေကသတိပေးထားပါတယ်။လက်ရှိမှာနိုင်ငံလုံးအနေနဲ့ကလည်းကမ္ဘာအကြီးဆုံးအင်အားကြီးနိုင်ငံကြီးနှစ်ခုဖြစ်တဲ့အတွက်ကြောင့်မလို့ဂုံဒီမန်ဒီအာနာရီချာမှာတာစီခံနေရတဲ့အတွက်တနိုင်ငံနဲ့တနိုင်ငံ တော်တော်လေးတင်းမာနေတဲ့အခြေအနေကိုရောက်ရှိလာပြီးတော့တန်ရေးတမန်ရေးလည်းနှိမ့်နိုင်ဆွေးနွေးလို့မဖြစ်နိုင်သေးတဲ့ကာလမျိုးဖြစ်နေပါတယ်ခင်ဗျာအခုအချိန်ဟာချမ်းသာသူတွေအနေနဲ့ stock ဈေးနှုန်းကျလို့ဒုက္ခရောက်နေချိန်မှာစီးရဲသူတွေအနေနဲ့တော့အလုံးတက်မဲ့ပြဿနာနဲ့အိုးပြစ်အိမ်ပြစ်ဒုက္ခရောက်ရတဲ့အခြေအနေကိုကိန်းဆိုင်နေပါတယ်မိတ်ဆွေတို့ကအခုတမရထရန့်ရဲ့ trade war စစ်ပွဲကြီးညာခြင်းဟာမှန်ကန်တဲ့ဆုံးဖြတ်ချက်လားမှားရွေးနဲ့ပြင်ဆင်မှုလားဘလို့မြင်လဲ comment မှာဝေရောက်ဆွေးနွေးတော့ပြပါ